မင်္ဂလာပါရှင်ဒေါက်တာမြန်မာကျမ်းမာရေး website မှာကြိုဆိုပါရစေဒီစီစဉ်လေးရနေတဆင့်ကိုဝင်ပက်လိုက်သတိသားလေးကြီးထောက်ဖို့မျိုးလာပုံအစစ်စစ်နဲ့ဖဖေမမေတို့တည်ထားတဲ့ဆောင်းရံဆောင်းရံလေးတွေကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်အခုဆိုရင်တော့ကိုဝင်ပက်9ပက်မြောက်နဲ့10ပက်မြောက်ចောင်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ကိုဝင်ပက်9ပက်မြောက်မှာတော့ကလေးလေးကတဖြည်းဖြည်းကြီးထွားလာနေပါတယ်လက်ချောင်းခြေချောင်းလေးတွေတိတိကျကျဖြစ်လာအောင်လက်ထိတ်ခြေထိတ်လေးတွေကဆက်လက်ပြီးတော့ပုံဖော်နေကြပါပြီ။ အဲ့လိုပဲအခြားအင်္ဂါရက်တွေဖြစ်တဲ့နှလုံးအဆုပ်ဥဥဝတ္တအုံနောက်အောင်ကျော်မကြီးနှာခေါင်းပါးစပ်နဲ့မျက်လုံးတွေဆက်လက်ဖွံ့ဖြိုးလာနေပါပြီရှင်။ကိုဝင်ခုနှစ်ပတ်မြောက်မှာမိမိအတွက်ကတော့မိမိရဲ့ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ပြောင်းလဲမှုတွေကိုမိမိတကယ်ခံစားနေရပါလိမ့်မယ်။နေ့စဉ်ပြို့ခြင်းအင်ဂျင်နီယာတွေစက်တိုက်ဖြစ်နေအောင်မှာပါပဲ။မိမိရဲ့ရင်သားတွေတင်းပြီးနာနေတာကိုလည်းခံစားရပါလိမ့်မယ်ရှင်။ အဲဆိုရင်ကိုဝင်ရှစ်ပတ်မြောက်မှာဘယ်လိုမျိုးလေးဖြစ်ပေါ်လာမလဲဆိုတာဆက်လက်ပြောပြပေးပါမယ်။ကလေးလေးအနေနဲ့ဆိုရင်တော့ကိုဝင်ဘက်အနေနဲ့ဆိုရင်ရှစ်ပတ်၊တတိသားလေးဖွံ့ဖြိုးမှုအနေနဲ့ဆိုရင်6ပတ်ကိုရောက်ရှိလာပါပြီ။ကလေးရဲ့မျက်နှာသင်းများဆက်လက်ဖြစ်ပေါ်နေပါတယ်။မျက်ခွန်ဖြစ်လာမယ်အတွန့်ခေါက်လေးပေါ်လာသလိုနားနှစ်ခုဟာဆိုရင်လည်းလက်ဘင်းရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာအရေပြားအတွန့်ခေါက်လေးတွေဖြစ်စတင်ဖွံ့ဖြိုးနေပါတယ်။ အုံနောက်အောင်ကျော်မနဲ့အခြားအာယုံကျော်တရှိရီဆက်လက်ဖြစ်ပေါ်နေသလိုအစာချေအင်္ကာနဲ့အာယုံခန့်အင်္ကာတွေလည်းဖွံ့ဖြိုးလာပါတယ်။အယိုးနုတွေနေရာမှာအယိုးအရင်တွေအစာထိုးနေကြပြီးတော့တရေသားလေးဟာရေရက်တံရှိတဲ့လက်ချောင်းခြေချောင်းလေးတွေနဲ့မိမိရဲ့ရေမွှာအိတ်ထဲမှာစတင်ကုခတ်နေပါပြီရှင်။ကိုဝင်ရှိဘက်မှာမိမိအနေနဲ့ကတော့မိမိရဲ့သွေးပမာဏတွေများနေပါပြီ။မိမိရဲ့နှလုံးဟာခလေးအတွက်သွေးတွေကိုပုံမှန်ထက်10မိနစ်မှာ90ရာခိုင်နှုန်းလောက်ပိုညစ်ပေးနေရပါတယ်။ ဒီသတင်းပတ်မှာအဓိကဖြစ်တတ်တာကတော့အချို့သောဟင်းနှက်နေရေမွေးနှက်နေစတဲ့အနက်နေကမိမိကိုစိတ်ရှုပ်စေစိတ်ညစ်စေတာပါပဲကိုဝင်ခုနှစ်ပတ်မြောက်နဲ့ရှစ်ပတ်မြောက်မှာသတိထားရမယ့်အချက်တရားဆိုရင်တော့လုံးဝအစာမခံပါနဲ့အစာအိမ်ထဲမှာအစာရှိနေတာမအိမ်မသာဖြစ်မှုကိုညွန်နေစေပါတယ်အချိန်တိုင်းအစာအောက်တွေကိုကိုနဲ့လလန်းမီတဲ့နေရာမှာထားပေးပါတနေ့ကို အစာကြီးသုံးနဲ့စားမယ့်အစာတစ်ခါစားရင်နည်းနည်းနဲ့အချိန်ရည်မြများစားပေးပါရှင် သွေးထဲမှာရှိတဲ့သွေးရင်းစကြားဓာတ်မကျစေဖို့နဲ့သွေးအားပြည့်နေစေဖို့အတွက်ပရိုတင်းဓာတ်ပါဝင်အောင်စားပေးဖို့လည်းလိုအပ်ပါတယ်ရှင်။အသားဟာပရိုတင်းဓာတ်အကျွဲဝါဆုံးဖြစ်ပါတယ်။ဒါကြောင့်မလို့အစီဖဲထုတ်ထားတဲ့အသားတွေကိုချက်ပြုတ်စားတော့သင့်ပါတယ်။အသားတွေထဲမှာမှာဝတ်သားနဲ့အမဲသားဟာသတိသားရဲ့အုံနောက်နဲ့အာယုံကြောစနစ်ကောင်းမွန်စွာဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ choline ဆိုတဲ့ဓာတ်တမျိုးပါဝင်တာကြောင့်အကောင်းဆုံးဖြစ်ပါတယ်။ အဲ့ဒီမှာသတိထားရမယ့်အချက်ကအသားတွေမှာဘက်တီးရီးယားနဲ့ကပားပိုးတွေကပ်နေနိုင်တဲ့အတွက်ကြောင့်တေချာကျက်တဲ့အထိချက်ပြုတ်နေဖို့တော့လိုအပ်ပါတယ်။နောက်တစ်ခုကတော့မိမိအနေနဲ့ဗော်လီမိုဝေးပါနေတော့မိမိရှင်သားနဲ့တင့်တော်မဲ့ဘရာဇီးယားကိုရွေးချယ်ဝစ်ဆင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အောက်မှာတန်ထားမှမဟုတ်ပလတ်စတစ်ပါတဲ့ရှင်သားကိုပြင်နေထားတဲ့ဘရာဇီးယားမျိုးကိုတော့ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ရှင်သားကိုယူဆိုင်ခြင်းအားဆိုရင်နောက်ပိုင်းမှာရှင်သားတွေ့ကြတာမျိုးမဖြစ်အောင်ကောက်ွယ်ပေးတာဖြစ်ပါရဲ့ရှင်။ အခုဆိုရင်တော့ကိုဝင်9ပတ်နဲ့10ပတ်မြောက်မှာတတိထားတဲ့ဆောင်းရံဆောင်းရံလေးတွေကိုဘဖေမေမေတို့တည်သွားမယ်လို့မျှော်လင့်ပါတယ်ရှင်။ကြည့်စုများအတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။